Jim ုံးရုံတော်တော်လေးတော့ကိုင်းနေပြီနောက်ကနေပြတော်ကြီးပြန်လဲပြီးတော့ပဲနည်းနည်းလေး attention ယူထားရဲဆိုတဲ့ဂျားထဲမှာတော့တင်ရောက်ပြန်ပြီးတော့လွတ်သွားသေးရဲ့ဗျာဒါပေမဲ့ CK တော့မတတ်နိုင်သေးဘူးဆို flicker oh my god iron age jay jam two man ပြန်လဲပြီးတော့ပဲရာသွားခဲ့ပြီဗျာကျွန်တော်တကယ် CK ရဲ့လောက်ွက်တကွက်ကတော့ hugin နှစ်ကောင်လုံးကိုတန်းစီပြီးတော့ရလိုက်သေးတာကျွန်တော်အောက်မှာတော့သွားပြီးတော့ lady by push တားနေရဆိုမလဲ top lane နဲ့ mid lane မှာတကယ်ကိုချာရှက်မှုများပြားနေတာတော့ black zone ပဲဗျာဒီနေရာမှာတော့ CK လုံးဝသူ့ရဲ့ spare cast နေအဓိကလိုအပ်ပါရဆိုတဲ့ဒီ flicker timing တွေကိုသူလက်လက်ပတ်ပတ်သုံးပြသွားရဲ ionic s ပါ combination လောက်ွားခါမှာ ပြန်ပြင်းနေရဟီးရိုးနှစ်ကောင်လုံးကိုရလိုက်တာတော်တော်လေးကောင်းတဲ့ချက်တစ်ချက်ပဲဗျာ sustain hero regenerate hero လိုမျိုးအားလေးတဲ့ကိုအထင်းရတင်းရခန်းနေမယ်ဆိုရင်တော့နောက်ပိုင်းကျရင်တော့ blood zone တော်တော်လေးကိုတော့ပြဿနာရွယ်ရှိလာပြီ dojin ရဲ့ jungleing zone တွေကိုတော့ဝင်ပြီးတော့ dive attack ကိုစူးစမ်းနေရတယ် damage escape ဘေးမှာ bulk ကတော့အပြည့်တော့ရှိနေသေးတယ်ဗျာဒါပေမဲ့ blood zone ဘက်မှာပြန်ကြည့်ရမှာ k set လေးတော့ရှိနေပြီဟုတ်တယ် cloud က attack speed 20ပြီးွားမယ် demo hunter stat တွေတအားကိုကျော်တာကောင်းနေမယ်ဘယ်မှာပြစ်ခွင့်ရမယ်ဆိုရင်တော့ ck လေးလက်ခံနိုင်ရှိမှာမဟုတ်ဒါပေမဲ့လောလောဆယ်ကတော့အဆင်မပြေဖြစ်နေ pick ကောက်ကြောင်ပဲ pick ကောက်ကြောင် ဲ့တော့ applicable ပြန်လည်ပြီးတော့ထိန်းထားရရမှာ CKO ထိန်းမှုတော့တော်တော်လေးတော့ခဲရင်းနေပြ Spare cast တွေတော်တော်များကိုုံနိုင်ဆိုရင်နေထား Land Flare AOG နဲ့မှပြန်ပြီးတော့ fallback ထားရတယ်ဆိုတော့ကျွန်တော် Bloodthorn နေနဲ့တော်တော်လေးတော့ Spare cast တော့ကုံထားပြီးွားပြီအဲ့တော့10 7 rotation flanking နေဒီအချိန်မှာတော့ကျွန်တော်အပေါ်လမ်းကတော့မျက်စိကျလို့တော့ရပြီဗျဟုတ်တယ် by 1ဆိုတဲ့အချိန်နေတစ်ခုတော့ဖြစ်နေပြအောက်မှာလည်းသူရဲ့ team mate တွေအကုန်လုံးရောက်လာခဲ့တာ A လို့ပြန်ပြေး land shot တစ်ခုမှ Mori Shocker Stay Vengeance Cannon ဆိုပြီးတော့ Land Flare ယိုယိုရောက်လာခဲ့တယ်ဆိုမလဲ Hero Game Mega Kill တော့ဒီမှာပေးလိုက်ရယ် Slam Slam ပါသွားခဲ့နောက်မှာယိုယိုမှာတက်ပြီးတော့ down ရပြီဗျ Justin ချက်ချင်းပတ်ကကြလာရဆိုမလဲမရလိုက်တဲ့ဆုံးမ Hugo Tuman down ဆိုတဲ့ပုံစံတစ်ခုရင်ဆိုင်လိုက်ရတာ Black Thorn ပဲဗျာကျောင်းနောက်ကနေပြီးတော့ Kaliai Tsunami Slam Pick off တစ်ပေါက်မှာတော့ Team 7 Troll လေးကို Connection B နေရာနဲ့တူပဲ Black Thorn ထပ်ပြီးတော့ပဲကျောင်း Wave Breaker Wind Dive ထားရဲ့ခြေထဲမှာတော့ Justin ကိုအရင်မြင်ခွင်းကောက်ဖို့တော့ Troll လေးကခက်ခဲနေတယ် Kaiser Landing 2ပေးထားရဆိုပြီးတော့ CN ရဲ့ဘင်းနေခြေထဲမှာတော့ပြန်ပြီးတော့ forward ထားရပါသေးတယ်ကျော် Dancer လေးကိုလှလှပပပြန်ပြီးတော့လောက်ပြမှာတော့ရလိမ့်မယ်ဗျာနော်လောလောဆယ်ကတော့ကျောင်း Tan Pao ရဲ့ Pick off တွေက Troll လေးအားကောင်းနေရဆိုတဲ့ခက်တဲ့တစ်ခုပဲ Side Lane မှာသွားပြက်ကြည့်ရမယ်ဆိုရင်လေဒီချိန်မှာ Jordan First Tower ပြန်ပြီးတော့ try နေရ ပြ။သို့တော်လေပေးနေရတာ inner turret တွေဖြစ်နေ second turret တွေဖြစ်နေရေပေါ့နော်။ 3 max man ကိုတော့ကျွန်တော်ဒီအခြေအနေမျိုးမှာ network cap 4.2k ဆိုတော့ဘယ်တော့ truck က farming speed တော်တော်ပြန်ရှာအောင်မယ်လို့တော့ထင်တယ်ခုန case blessing ချူဝင်ခွဲလိုက်တယ်ပြန်လွတ်သွားခဲ့ရဆိုရင်မဲ့သူ့ရဲ့ damage impact တွေတစ်ဖက်ကကျွန်တော်တို့ blind line နဲ့အထိကိုဝင်မတိုးသေးဘူးဖြစ်နေရတာဒါတော့အမှန်ပဲအဓိက CK ကိုဖြတ်ဖို့တော့ကလည်း damage ကမလောက်သေးဘူးလောလောဆယ်မှာကျွန်တော် face to face ကပြန်ကြည့်ရမယ်ဆိုရင် in retain လို့ရတယ်ဆိုတော့လောလောဆယ်မှာတော့ CK ကတကယ်ကိုတောက်နေတော့ပဲဗျာကျွန်တော် rapper တွေမှာချိန်ပြီး final execution တွေသုံးပြီး creation နေရတယ်ဒီချိန်မှာ black zone အနေနဲ့ five man sticky ပုံစံရှိနေခဲ့ဆိုပေမဲ့လည်းတော့မတင်းဆဲပန်းအနေနဲ့က3ယောက်4ယောက်လောက်နဲ့ကိုပြန်ပြီးတော့ထိန်းထားပြီး းသေးရဗျာလှုပ်တင်တာကတော့ blood tone က snowball လှုပ်တင်တာပေါ့နော်ဒါပေမဲ့ snowball ပြန်ခံနေရတာတော့ blood tone ပြင်းဆိုတော့နောက်ကဒီ combination မိွားရဲ့ဈာန်မှာထပ်ပြီးတော့ပဲ two man ပါလောက် down ခဲ့ဒါပေမဲ့ blood tone အတော်တော့မတတ်နိုင်သေးဘူးလားတစ်ချက်တော့ကြည့်ရအောင်မယ် op combination ပြန်ချလာတဲ့နေသားတစ်ခုမှာတော့10 7 ထပ်ပြီးတော့ dive အတွက်ကတော့ပြင်ဆင်နေသေးရဲ့ဗျာ CK front line တကယ်အကောင်းဝါးရဲ့ခိုင်းတဲ့တစ်ခုမှာ tension ရွာဝိုင်းနေပဲနောက်ကဝင်လာတဲ့ဇင်းရဲ့ trash mouse scallion ပင်ဒီ combination ကြားထဲမှာဖေးလိုက်ရတာကေဆက်ဗျာ justin အနေနဲ့ကလည်း tsunami slap ပါပါလို့တေးသွားရဆိုတော့ဒီ front line ဘလို့မတောက်လို့မရအောင်ဆိုပြဿနာတစ်ခု black zone ကြီးရင်းဆိုင်နေရတယ်နော်ဒီ in lane ကလည်း four pack အောင်လမ်းမှာရှိနေ mega shiba ထပ်ပြီးတော့ draw သွားပြီဆိုတော့10မိနစ်နဲ့ mega top က3 lane လုံးက passive တွေမရှိတော့အရန်တက်လို့လည်းမရတော့ ob ရဲ့ volley shot damage ကြီးကခုနကတွေးလိုက်ရသွေးတုံးတုံးအောင်ယော်သွားရဆိုရင်အနေထားပေါ့နော်အဲ့တော့ mega tower စပြီးတော့ try နေပြီနောက်ကနေ ွယ် AOG <laughs> backup တွေကြားထဲမှာတို့ကြီးကိုမိုင်နေရှင်းပြီးဖို့အတွက်ကြိုးစားနေရိုးရိုးပြန်ပြီး land flat ပေးလိုက်တယ်မှာ lucky ရောင်းတော့ရုံးထွက်သွားသေးရဲ့ဗျာလုံးမြောက်နေတော့ပဲနော်မထိုင်ဆိုင်ပြန်လဲပြီးတော့ပေးတာပဲ snap snap power တဲ့ခါတည်းကဘာအဲလို turn down number flat throw SKB ပြန်တော့ nowhere right now but not so to chat but as toy ready ပါ lucky ပေးလိုက် down to your account မှာထပ်တော့အနေနဲ့ပဲ T7 5 man still lies report တခုမှာ backup တော့ tap your try နေခဲ့ပါပြီဗျာတကယ် MS season 2ရဲ့ top 1ဆိုတဲ့အနေအထားတစ်ခုတော့ T7 ထပ်ပြီးတော့ပဲ we 2 team နဲ့မှာ1မှာပြန်လဲပြီးတော့ပြသနေပြီ KZ Blazing Juke အကောင်းဆုံး ထိန်းနိုင်ဆိုရင်မလို့ Team 7 Crew Wave မပါလာတဲ့အနေအထားတစ်ခုမှာတော့ Black Thorn တို့ကတော့နည်းနည်းလေးအသက်ရှူတော့ချောင်နေသေးရဲ့ဗျာ။ Just State တယောက်နဲ့မထိန်းဖို့တချိုးစားနေခဲ့ဆို Refract Light ဖြတ်အောင် Passive ပြန်ရိုက်လဲဆိုမလဲမရဘူးဗျာ။ Stymie Strat တန်တော်ကျွန်တော်မအေးလို့ပြန်ကာခြင်းလဲဆိုမလဲသရုံချိုးဝါးရဲ့နောက်မှာ Game Number 1 တင်း7နိုင်ရရှိလို့သွားခဲ့ပြီပဲဖြစ်ပါတယ်ကျော်9မိနစ်နော်9မိနစ်အတွင်းမှာတင်း7အနေနဲ့တော့တကယ်ဝုန်းဝုန်းတိုင်းတိုင်းစော်သွားရလို့ပြောရမယ်ဗျာကျော်ထပ်ပြီးတော့ကောင်းလာတက်တွေ bounce back တွေပေးဖို့ဆိုရင်တော့ black thorn အနေနဲ့ rotation ကောင်းကောင်းယူပြီးတော့အများကြီးပြင်ဆင်လာဖို့အတွက်တော့လိုမယ်ထင်တယ်ဘုံက